ဆက်ပြီးတော့မှတိုက်မနေနဲ့တော့အသေးမခံနဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကိုကကိုကိုနေမျိုးကိုကိုကကိုသွားကြတော့ဆိုပြီးတော့ပြောတဲ့အပေါ်မှာရောကိုဇွဲနေနဲ့ဗာမှတ်ချက်ပြုကျင်တယ်ပေါ့နော်ဟောအလုံးမဲမင်လာပါဒါဒီနေ့ကတော့ကျွန်တော်တို့ဗန်ကောက်ရောက်ကိုဇွဲနေပေါ့ဗန်ကောက်ရောက်ကိုဇွဲနေဒါကျွန်တော်တို့အာသူ့ရဲ့လက်ရှိ ်ဘောเนาะကျွန်တော်တို့ line ပေါ်မှာပြောနေကြတဲ့အရာတွေဘောเนาะ line ပေါ်မှာပြောနေကြတဲ့အရာတွေ ਨੇ ပတ်သက်ပြီးတော့မှဒါအကိုဇွဲဘက်မှာရှိနေလဲပြီးဘာကြီးလုံးနေလဲဆိုတဲ့ဟာကျွန်တော်တို့ကတော့ဒါတကယ်တိတယ်တိတာပေါ့နော်တိတိပြင်မယ်လေပြည်သူလူထုကတချို့အကြောင်းအရာတွေမှာ justice ဆိုကြဖို့ဒါထင်အောင်ထင်မှားတွေဖြစ်နေရတယ်ရှိတာပေါ့ရှိတာ ਨੇ ပတ်သက်ပြီးတော့မှာဒါဒီနေ့အကိုဇွဲနဲ့အင်တာဗျူးလေးတင်ဆက်ပေးသွားမှာပေါ့ကိုဇွဲမင်္ဂလာပါအာမင်္ဂလာပါမင်္ဂလာပါဘုံမူရေတော့ ဟုတ်ကဲ့ဟုတ်အဲ့တော့ဘန်ကောက်ရောက်သွားပြီဆိုပြီးတော့မှကျွန်မျိုးမင်းကပြောနေတယ်ပေါ့နော်အဲ့တော့ကား ကားတစ်တွေဝယ်နေပြီးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြီးလို့ရှိရင်ဒါဟိုလူနဲ့တွေ့တယ်ဒီလူနဲ့တွေ့တယ်ဆိုတော့ဟာကြီးလည်းပြောနေကြတယ်ပေါ့နော်ပထမတစ်ခေါက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဟိုကော့ကရစ်ကနေဆုတ်လာပြီးတဲ့နောက်ပိုင်းမှာပထမတစ်ချိန်ကကျွန်တော်တို့ကြောက်ခက်မှာအိမ်ဝယ်လိုက်တယ်ပေါ့နော်အိမ်ဝယ်ပြီးတော့မှဒါဘတ်ဘလောက်တန်အိမ်ဝယ်တယ်တို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ဆိုပြီးတော့မှဒါပထမတစ်ချိန်ထိုးနှက်ခံရတယ်ပေါ့နော်ပြောကြတယ်ပေါ့ပြောပြီးတော့အခုဒုတိယတစ်ချိန်လည်းတခါဒါကိုဇွဲရဲ့ကိုပိုင် Facebook အကောင့်ကနေပဲတင်တာ ေါ့နော်တင်တဲ့ဟာကိုဒါဘန်ကောက်ကိုရောက်သွားပြီးပြေးပြီးပေါ့နော်ဘန်ကောက်ကိုပြေးပြီးပေါ့ဘူတာဘောလည်းပြေးပြီးကိုဇဲလည်းပြေးပြီးဆိုပြီးတော့မှပြောနေတဲ့အပေါ်မှာနည်းနည်းလေးဒီကောင်ကြီးအောက်လေတိုက်တာပေါ့အောက်လေတိုက်တော့ဟွာပေါ့ကိုဇဲပြောလို့ဖင်းအေးတာပေါ့နော်အဲ့တော့အောက်လေတိုက်နေပေါ်မှာနည်းနည်းလေးနည်းနည်းလေးပြောပြပါပါအော်ဟုတ်ကဲ့ဘုံမူရေဟိုဒီ6800ဇာတွေဝေဖန်တဲ့ပုံမှာတော့ဘာမှပြန်ပြောစရာမရှိဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလုတ်သမားတွေဖြစ်တယ်ဗျ။ သူတို့က6800ရရပြီးတော့မှဒီတော်လန်ရေးဆိုတာဂုံသိခါနဲ့လောက်ရတာဗျအဲ့တော့ဂုံသိခါကြဆင်းသွားတဲ့အခါလူလူထောက်ခံမှုကြဆင်းမယ်လူလူထောက်ခံမှုကြဆင်းတဲ့အခါသူတို့ကိုတိုက်ခိုက်မှုရောကြမယ်ပေါ့အဲ့လိုမျိုးဆိုတာကသူတို့ရဲ့ program တစ်ခုဖြစ်တယ်ပေါ့အဲ့တော့သူတို့ကသူတို့ရဲ့ program အတိုင်းလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ဟိုကြည်တာပေါ့ဒီလူအဲကိုယ်ကိုလာပြီးပြောတဲ့ဆိုဒီလူကအလုတ်သမားလားတို့မဟုတ်တချို့ကနားယောင်တာလားအဲဒါမျိုးနားယောင်နေဆိုရင်တော့ပြန်လဲရှင်းပြရတာဖြစ်ရှင်းတာတွေလောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုဖြစ်လို့တံမိုးထားတာပါအဲအလုတ်သမားတွေဆိုရင်တော့ဆဲရင်ဆဲလိုက်တယ်ဒါမှမဟုတ်ဘလော့ဟင်ဘလော့လိုက်တယ်အဲ့လိုမျိုးအလုတ်သမားတွေကတော့ပြန်မတုတ်ပြန်မအောင်ဒါပေမဲ့ခုနပြောသလိုပေါ့ကျွန်တော်တို့ကဟိုတော်လန်ရေးမှာဟိုကျွန်တော်ဘယ်သွားလဲဘာလုပ်နေလဲဘာလုပ်နေလဲလူတိုင်းကအကုန်သိကြမလို့ပါဘူးရေးလည်းမကြည့်ပါဘူးအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဘုံကြီးရဲ့အဲ့တော့ကိုတော်လိုင်းအင်အားစုလို့ပြောတဲ့သူတွေက6800မစားရဘဲနဲ့ကိုလူပမာနေလဲဆိုတဲ့ location တွေပေါ်နေတယ် အဲ6800မရဘဲနဲ့ခုနစစ်ကောင်စီကဒီတော့အင်းဆိုတာကအပေါ်မှာအဲကြာစင်းမယ်လူလူထောက်ခံမှုကြာစင်းတာ ਨੇ အဲသူတို့ကိုတိုက်ခိုက်နိုင်မှုရော့ကြမယ်ဒါဟုတ်စကားစားဒီဇိုင်းမမလုပ်တာကိုတော့စကားစားရဲ့လုပ်ငန်းတွေကို6800မရဘဲနဲ့ကိုလူတွေက intend မဖြစ်တဲ့အခါ ဟိုလုံးမိတာတွေရှိတယ်ပေါ့နော်လုံးမိတာတွေရှိတယ်ပုဂ္ဂလိကဟိုမကျင်နှက်မှုပေါ့ပုဂ္ဂလိကမကျင်နှက်အောင်လဲဆက်ဆံမှုလဲတိတ်မရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ social media မှာဘန်ကောက်သွားတယ်ဘာသွားတယ်ညာသွားတယ်ဆိုတာဒါကျွန်တော်တို့အကောက်အောင်နေကျွန်တော်တို့ပါကျွန်တော်တို့အကြောင်းရင်းရှိလို့ကျွန်တော်တို့တင်တာပေါ့နော်အဲဒီဘောမှာဟိုကိုလူတွေက6800မစားရဘဲနဲ့ ဟိုဂုံသိခါညှိုးနှောင်းအောင်လုပ်တယ်ဆိုတာတော်လန်ကြီးကိုဖျက်ဆီးတာနဲ့တူတာပေါ့နော်အဖြစ်လို့လဲကျွန်တော်ထပ်ပြီးတတိယကြိမ်မြောက်ရှင်းပြရမယ်ဆိုတော်လန်ကြီးကတော်လန်ကြီးဥဆောင်သူတွေကဂုံသိခါပိုင်းဆိုင်ရာနဲ့ဥဆောင်ရတာအဲ့တော့ဂုံသိခါပိုင်းဆိုင်ရာကြာစင်းရင်လူလူထောက်ခံမှုကြာစင်းရင်လုံဆောင်နိုင်စွမ်းကြာစင်းတာပေါ့အဲ့ဒီခါကျန်သူကတက်တာတာပေါ့ရှင်းပြောရလို့ရှိရင်ဒီတိုက်ပွဲကဟိုတိုက်ပွဲ10ပွဲ15ပွဲထပ်ပို့ပြီးထိရောက်တာပေါ့ဟောဘာဘဥဝင်းတင်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟုတ်လားစူဖွဲ့မှု ဟိုပြိုလဲတဲ့အခါဟိုစိတ်သက်ပြိုလဲတဲ့အခါစုဖွဲ့မှုလည်းပြိုလဲရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကပြိုလဲလို့မရတဲ့အကြောင်းရင်း၃ခုရှိတယ်ပေါ့အဲကျမ်းမာရေးပြိုလဲလို့မရဘူးစိတ်သက်ပြိုလဲလို့မရဘူးစုဖွဲ့မှုပြိုလဲလို့မရဘူးအဲ့တော့ရန်သူကကျွန်တော်တို့စိတ်သက်ပြိုလဲအောင်လို့ဖြိုလဲတာဖြစ်တာပေါ့တော့စိတ်သက်ပြိုလဲစုဖွဲ့မှုပြိုလဲသွားနိုင်တယ်ပေါ့အဲ့တော့စုဖွဲ့မှုပြိုလဲသွားနိုင်တဲ့အခါဟိုရန်သူကကျွန်တော်တို့အလုံးစုံချိန်မုံ ရင်အမြင့်မပြတ်နိုင်ဘူးဒါပေမဲ့စိတ်သက်ပြိုလဲသွားရင်တော့အမြင့်ပြတ်နိုင်တာပေါ့အဲ့တော့ तू က तू အလုပ်ကိုဒီဇိုင်းမမလုပ်တာအဲ့တော့ကိုလူတွေကလည်း internet ကဒီ knowledge အားနည်းတဲ့အခါ internet မဖြစ်တဲ့အခါ6800လဲမရဘဲနဲ့ကိုအချင်းချင်းကိုစိတ်သက်ပြန်ဖြိုလဲပြီးစုပွဲမှုကိုပြိုလဲအောင်လုပ်လို့ဖြစ်နေတာတွေရှိတယ်ဒါကတော့ဟိုမဖြစ်သင့်ဘူးပေါ့ကျွန်တော်ဘယ်သွားလဲဆိုတာတော့ဘာမှအရှင်းပြစရာမရှိဘူးအရေးမကြီးဘူးပေါ့ နောက်တစ်ခုကကျတော့ကျွန်တော်ကဒီနောက်နောက်ပြောင်ပြောင်တဲ့ Tesla ကားပေါ့ကျွန်တော်ဝယ်လိုက်တယ်ပေါ့အဲကျွန်တော်တို့လူတွေကဘယ်လောက်ထိ intend မဖြစ်လဲဆိုတော့ Tesla ကားကဟိုကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုတရှိနိုင်ငံရေးကာလဆိုတော့ဒီမှတ်ပုံတင်နေဘာတွေမရှိဘာမှအထောက်ထား မရှိပေါ့နော်အဲအဲ့လိုလူမျိုးကအဲ့လို Tesla ကားမျိုးဝယ်လို့ရလားပေါ့နော်အဲ့လိုဝယ်လို့ရလား showroom ကြီးမှာသွားပြီးဝယ်လို့ရလား Tesla ဆိုတော့ငွေမဲနဲ့ဝယ်လို့ရလားအလူငွေနဲ့ဝယ်လို့ရလား ဝယ်လို့ရခဲ့ရင်တော့မြန်မာပြည်ရဲ့ဘယ်နေရာမှာစီးမလဲသူက EV ကားမျိုးစားဖြစ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲဘာတွေလိုလဲဆိုတာကိုမစဉ်းစားနိုင်ဘူးပေါ့အမစဉ်းစားနိုင်ပဲနဲ့အဲ့တော့ဟိုရည်စရာပြောပြရရင်တော့ကျွန်တော်တို့ကရန်သူကိုလောင်တာပေါ့ဒါပေမဲ့လောင်တာကို လူဖြစ်နေတော့နည်းနည်းတော့ကျွန်တော်တို့လုံဆောင်ချက်မအောင်မြင်ဘူးဖြစ်တာပေါ့အဲ့အဲ့လောက်ပါပဲဟုတ်အော်အဲ့တော့ဆိုလာပြားနဲ့အားသွင်းမယ်လို့ဆိုလာပြားနဲ့အားသွင်းမယ်လို့ကြားတယ်။ EV ကား အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်လည်းတော်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 ရည်ကျင်နေပါတော့တော်တော်ရည်ကျင်နေဒါဝိုင်းပြီးတော့မှ ပြောကြတဲ့ဟာတွေပေါ်မှာပတ်သက်ဘလောက်ရသွားပြီပေါ့နော်ဘသူမွေးထားတဲ့ဒါဘသူမွေးထားတဲ့ဟိုဟွာတို့ဘသူရအောက်ဆွဲတို့ဘာတို့ပေါ့နော်ကိုဆွဲကဘသူအောက်ဆွဲတို့ဘာတို့ဟိုလူအောက်ဆွဲဒီလူအောက်ဆွဲဆိုပြီးတော့မှပြောကြတဲ့ဟာတွေမှာကျွန်တော်တို့ကတိနေတဲ့အခါကျတော့လေဩလိုက်ပြီးတော့ ဟိုရှင်းတော့မပြတော့ဘူးပေါ့နော်ဒါပေမဲ့အောက်ဆွဲလို့ပြောနေတဲ့ဟာတွေပေါ်မူတည်ပြီးတော့နည်း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 ပြောပြအောင်အောက်ဆွဲဆိုတဲ့ဟာလေအော်အဲ့ဒါလည်းကျွန်တော်ပြောပြအောင်မယ်ဗျအဲ့ဒါလည်းကျွန်တော်ပြောပြအောင်မယ်ဗျအဲ့ဒီအဲ့ဒီအဲ့ဒီလူကျွန်တော်တို့တွေ့ရထားတဲ့လူတယောက်ပေါ့နော်ကျွန်တော်ပြောပြအောင်အဲ့လူတယောက်က तू ကအရင်တော့ကကျွန်တော်တို့အဖိုးကျော်တက်တို့ KMU တို့ तू ကထောက်ပံ့တာစတောင်းပေါ့နော်အဲ့တော့ကျွန်တော်လည်းတွေ့ဆုံတဲ့အခါမှာအဖိုးကျော်တက်ကို तू ကဖုန်းတစ်လုံးဝယ်ပေးဖို့ဆိုပြီးတော့မှ အဲကျွန်တော်လာပေးတာပေါ့လာပြီးတော့ကျွန်တော်ကလည်းယူတာပေါ့အဲသူက2023လောက်တွန်းကတော့မလိုပြောရမလားတော်လိုင်းအင်အားစုကိုထောက်ပံ့တာပဲစတောင်းပဲသူလည်းရွှေကင်ရင်ပဲလေအဲ့တော့ရွှေကင်ရင်ကရွှေကင်ဖြစ်လိုက်ဘရိုမာကင်ဖြစ်လိုက်ဖြစ်နေတာကျွန်တော်တို့လည်းတစ်ခါလေဟိုလက်လန်းမမီဘူးပဲဆိုတော့သူတို့အများကြီးလည်းစောင့်မကြည့်နိုင်ဘူးလေစောင့်မကြည့်နိုင်ဘူးဆိုတော့သူတို့ကလည်းဟို ကျွန်တော်တို့လည်းတိတ်မရင်းနေတဲ့သူတွေပေါ့ဘာဘာတွေလုံနေလဲဘသူတွေနဲ့ဘာတွေတင်လဲလဲအကောင့်လဲ friend မဖြစ်ဘူးအဲ့တော့မသိဘူးပေါ့မသိတော့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီမှာအချိန်ကြာသွားတော့နည်းနည်းလေးအဲ့ဒါလေးတွေကြာသွားတော့ဩအပြောင်းလဲမြန်လာ ਈ လားပေါ့လူတွေကအဲ့ဒါလူတွေကအပြောင်းလဲမြန်လာ ਈ လားဆိုကျွန်တော်ကနေပြီးတော့မှဟိုအာရွှဲ့ထားတာပေါ့ဗျာပြောတော့ရွှေကီလို့တော့ပြောတာပဲဘရိုမာကင်ဖြစ်သွား ਈ လားမသိဘူးဟိုကျိုးသားတဲ့ကင်လေးလို့တော့ပြောတာပဲဆိုကျွန်တော်ကအဲ့ဒါနောက်ပြီးတော့မှအဲ့လိုတင်လိုက်တာ လို့ပြောရမယ်အခုတမျိုးတော်ကြတမျိုးလှုပ်တယ်ဆိုတဲ့သဘောပေါ့နော်အဲအဲ့လိုမျိုးတင်လိုက်တာကိုအဲလူနဲ့တွဲပြီးဓာတ်ပုံရိုက်လို့ဆိုပြီးတော့မှဟိုဒီလိုပါပဲအဲ့လိုဆိုရှယ်မီဒီယာမှာအဲ့လိုဆွဆွဲပြောဆိုကြတာပေါ့အရေးတော့မကြီးပါဘူးဒါကဟိုပြောပြတာပါဟုတ်ဟောအဲ့တော့ဟိုဘာပေါ့နော်နောက်တစ်ခါကကျွန်တော်မေးချင်တာကဒါကိုဇွဲတို့ဟိုလိုင်းပေါ်မှာဝိုင်းပြီးတော့မှပြောကြတယ်ပေါ့နော်တချို့တွေကနာမည်ကြီးဆယ်လီတွေကတချို့တွေကဝိုင်းပြီးတော့မှပြောကြတယ်အဲ့ဒါ PDF တွေ ဒီ KNU နေမီမှာကရင်ပြည်နယ်မှာဆက်ပြီးတော့မှတိုက်မနေနဲ့တော့အသေးမခံနဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကိုကကိုကိုနေမီကိုကိုကကိုသွားကြတော့ဆိုပြီးတော့ပြောတဲ့အပေါ်မှာရောကိုစွဲအနေနဲ့ဗာမှတ်ချက်ပြုကျင်တယ်ပေါ့နော်အဲ့ဒါလေးထပ်ပြောရရင်တော့ခံယူချက်အသိပညာဘူသူတာနဲ့ဆိုင်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီ NLD ပါတီဥဆောင်တဲ့အမေစုဥဆောင်တဲ့ NLD ပါတီမဲဆွဲတဲ့အချိန်မှာ ကရင်ပြည်နယ်ကလည်းမဲဆွယ်ခံတဲ့နယ်မြေတွေကတခုလေကျွန်တော်ပြောတာဟုတ်လားမဲဆွယ်ခံတဲ့နယ်မြေတွေကတခုပူးပေါင်းပါဝင်ခဲ့တဲ့နယ်မြေတွေကတခုကျင်းတေတာတခုကတော့သူတို့အဖွဲ့အစည်းတွေမူဝါဒတွေဘလို့ပဲရှိနေပါစေကရင်ပြည်နယ်လူထုကတော့ဒီစစ်အုပ်ချုပ်မှုအောက်ကလွတ်ချင်တယ်ဆိုတဲ့ဆန္ဒကကျွန်တော်တို့ကမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်ကြားလဲကြားရတယ်သိလဲသိရတယ်အဲ့တော့ကျွန်တော်တို့ကပထမအဦးဆုံးတောခိုတဲ့အချိန်မှာလဲဟိုကျွန်တော်တော့ကရင်ပြည်နယ်ကိုရောက်လာရတယ်ပေါ့နော်ရောက်လာတယ်ကျွန်တော်တို့ ဟိုဝတ်ထဲကိုတခုနဲ့ယောက်လာတယ်အဲ့တော့ဟိုပေးတာကန်းတာတွေတော့မရှိပေမဲ့ကိုပါကိုယုံကန်ရတာဗောနော်အဲကိုပါကိုယုံကန်ရပေမဲ့လေခုနပြောသလိုပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာနာသိမ့်မှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာရှင်းရှင်းပြောရရင်အာနာသိမ့်မှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာဒီတိုင်းသားလက်နက်ကိုင်တွေအနေနဲ့သူကလူမျိုးစုကိုအခြေပြုတယ်ဆိုရင်သူကဘယ်အစိုးရပဲတက်တက်သူတခုံရမယ့်အုပ်စုထဲမှာပါတယ်ကရင်ကလေအဲ့တော့ကရင်မျိုးတို့ဆိုတာကစစ်ကောင်စီရပဲနိုင်ငံရေးဥဆောင်ပါစေဟို ် NLD ကဒီဒီ NLD ပေါ့အဲ့အချိန်မှာ NLD အစိုးရကနိုင်ငံရေးဥဆောင်ပါစေသူကတခုံရမဲ့အမျိုးအစားဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာ KNU ကတော့လူထုကိုအခြေပြုပြီးတော့မှဒီကျွန်တော်တို့ NLD နဲ့ဒီအခုဖြစ်လာတဲ့ NUG နဲ့တို့ယက်တည်ခဲ့ရတယ်ပေါ့နော်ယက်တည်ခဲ့ရယက်တည်ပြီးတော့မှဒီလူတို့အခြေပြုတော်လန်ရေးကိုရွေးချယ်လိုက်တဲ့အကြောင်းမျိုးကျွန်တော်တို့ကနေတာဖြစ်တယ်။အဲ့တော့ KMU အနေနဲ့လူတို့အခြေပြုတော်လန်ရေးကိုမလုပ်တော့ဘူးဆိုရင်ကျွန်တော်တို့လည်းချက်ချင်းထွက်သွားမှာပါ။ ဟုတ်လားအဲ့တော့ KMU နေနဲ့လည်းလူမှုအခြေမြုအခြေပြုတော်လှန်ရေးလုပ်နေတာလည်းဖြစ်တယ်အဲ့တော့ဌာနဆိုင်ရာအားနည်းချက်တွေကတော့ပြုပြင်ရမှာဖြစ်တယ်အဲ့တော့ကရင်အဖွဲ့အစည်းတွေရှုံနေခြင်းကလည်းခုနပြောသလိုပေါ့တချို့ကလူမှုအခြေပြုကိုလှုပ်ချင်တယ်တချို့ကတော့ဟိုဘယ်သူနဲ့ပဲဆွေးနွေးနေငါတို့တခုံရပြီးသားဆိုတဲ့စိတ်သက်ရှိတဲ့သူတွေလည်းရှိတာပေါ့အဲအဲ့ဒီမှာကျွန်တော်တို့နဲ့အတူတူရင်ဆိုင်တဲ့သူကိုကျွန်တော်တို့ကဘာလို့စွန့်ခွာပြီးထွက်သွားစရာအကြောင်းရှိရမှာလဲပေါ့အဲ့တော့သူတို့ကလူမှုအခြေမပြုတော့ဘူး ဆိုရင်တော့ကျွန်တော်တို့လည်းဒီနေ့အချိန်မပြုတ်နောက်နေ့ညှိနှိုင်းပြီးထွက်သွားမှာပါကျွန်တော်ပြောတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနေတဲ့အချိန်မှာလည်းဒီတိုင်းပေါက်လို့ပဲသာနေကြတာမဟုတ်ပါဘူးကျွန်တော်တို့ PDF ဖြစ်ခဲ့တဲ့အခါမှာလည်း Joint Operation Command JOC ဆိုတဲ့သဘောတရားနဲ့နှစ်တက်တစ်တက်ပေါင်းပြီးတော့မှနေကြတာပေါ့အဲ့တော့ဒီဌာနဆိုင်ရာမပြေလည်မှုတွေကတော့ရှိလားမရှိလားပို့တိုက်မှုရှိလားမရှိလားတော့လူလူချင်းဆိုတော့အနေငယ်တော့ရှိကောင်းရှိနိုင်တာပေါ့ ဒါပေမဲ့ကျင်းတည်တာတခုကတော့ KMU လဲလူတို့ကိုအခြေပြုနေတယ်လို့ကျွန်တော်တို့ကလည်းလူတို့အခြေပြုနေတာဖြစ်တယ်။ကရင်ပြည်နယ်မှာရှိတဲ့လူတို့ကလည်းဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလို့မဲပေးထားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဟိုဒီနေရာကလက်မတားနိုင်ပါဘူးတိမ်ထူတယ်ဆိုတော့ထွက်သွားစရာတော့မလိုဘူးလို့ထင်တယ်။အဲ့ဒါကစစ်သားလည်းမဆန်ဘူးယောက်ျားလည်းမဆန်ဘူးတော်လည်းသမားလည်းမဆန်ဘူးလို့ထင်တယ်။အဲ့တော့စစ်ကောင်စီဘက်ကပါတဲ့သူကတော့ကိုယ်ရံသူပဲပေါ့။ကိုယ်နဲ့တူတူလူတို့ခြေပြုလုပ်တဲ့သူကတော့ကိုယ့်ရဲ့မိတ်ဆွေပဲပေါ့။အဲ့တော့မိတ်ဆွေရံသူကိုယ်ကွယ်ပြားပြားရှိတာပေါ့။ဟုတ်လား။ ဲ့တော့မိတ်ဆွေရန်သူကဘယ်လောက်ထိကွဲပြားတယ်ဆိုတိုက်ပွဲထဲမှာသိရမှာပေါ့နော်စကားတွေနဲ့ပြောရင်အာရညောင်းတယ်နော်တိုက်ပွဲထဲမှာသိရမယ်ကျင်းစီတာတခုကတော့အဲ့တော့နောက်တော့ဘာလဲဆိုတော့ဒီလက်နက်ကင်အားလုံးကြည်လဲနိုင်ငံရေးကိုအခြေပြုပြီးလက်နက်ကင်ထားတာဖြစ်တဲ့ကြောင့်မို့ဘယ်အစိုးရတက်လာတက်လာဆွေးနွေးရမယ့်ထဲမှာပါတယ်ဒါပုပွင့်လင်းလင်းပြောပြတာအဲ့တော့ကျွန်တော်တို့ကစကားပြောသင့်တဲ့အချိန်ပြောမယ်ပြစ်သင့်တဲ့အချိန်ပြစ်မယ်ဒါကျွန်တော်တို့မှာအလုပ်ရှိတယ်နော်အဲ့တော့အဲ့ဒါကိုဟို အဝေးကကျွန်တော်တို့လုံနေတာကနိုင်ငံအရေးလုံနေတာဟုတ်လားအဲ့တော့ကျွန်တော်တို့ပြောရမယ့်အချိန်လေးရှိတယ်ပြည့်ရမယ့်အချိန်လေးရှိတယ်ဂျင်းဒေတာတခုကကိုတီဆောက်ချင်တဲ့ဂိုးကိုရုံးမဲ့အတိုင်းဖျောက်ဖျောက်တန်းတန်းသွားနေဖို့ပဲလိုတယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကင်းရင်ပြင်းနေဆိုတာလည်းပြည်တော်စုနေမြင်များတဲ့ကတခုမဟုတ်ဘူးအဲ့တော့ပြောပြချင်တာကအဲ့ထွက်ဝါပါကရင်တွေကဘာဖြစ်နေညာဖြစ်နေပြောရဲလူတွေကကျင်းသေးလားကရင်တွေကိုနိုင်ငံတကာနိုင်ငံပေးမယ်လို့သူတို့အဲ့ဒီထွက်သွားလို့ပြောတဲ့သူတွေပြောလိုက်ရင်ကျွန်တော်တို့လည်းကရင်နိုင်ငံမှာမနေချင်း ထွက်သွားမယ်လေချက်ချင်းအဲ့တော့သူတို့လည်းသူတို့နိုင်ငံဖြစ်မယ်ဆိုရင်သူတို့လည်းတမျိုးစဉ်းစားရစဉ်းစားမှာပေါ့အဲ့တော့အဲ့တော့နိုင်ငံရေးအင်အားစုတွေကလူမှုအခြေပြုပြီးပြည်တော်စုနဲ့တွဲကြင်တာရှိတယ်မတွဲကြင်တာရှိတယ်ကျင်းသေးတာတခုကတော့ KMU အခုချိန်ဒီပြည်တော်စုကနေခွဲထွက်မယ်ဆိုတဲ့စကားလည်းတခုမှမပြောဘူး UNG နဲ့လက်တွဲမယ်ဆိုတာကိုလည်းမကြခင်မှာကြေညာထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်အနေနဲ့ကတော့ဟိုကိုဘယ်လန်းကိုရှောက်နေလဲဆိုတာကိုသိတယ်နောက်တစ်ခုကကျတော့ ကိုကိုကဘယ်ဟာရိုမတ်ကဘယ်ဟာဆိုတာသိရင်စိတ်သက်ကြစရာလည်းမလိုဘူးဒီလိုစကားတွေလည်းပြောစရာလည်းမလိုဘူးအဲ့တော့စူးစိမှုကိုဖြိုဖျက်နေတာကလည်းအစကစအကြိုက်ဖြစ်တယ်ခုနကကျွန်တော်ပထမပြောတဲ့စကားလို့ပေါ့6800မရဘဲနဲ့စကစမလုံနိုင်တဲ့အလုပ်တွေကိုဝိုင်းမလုပ်ကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့လက်ရှိဒီနေပါဒါအမျိုးမျိုးပေါ့နော်အမျိုးမျိုးပြောခံရတယ်ပေါ့ပထမတစ်ချိန်ဒါကိုယ်စွဲဆိုလို့ရှိရင်ဒါတောက်လျှောက် တိုက်ခိုက်ခံရတယ်ပေါ့နော်ပထမချင်းကောရီကဆုတ်လာတော့လေဒါဟိုဆုတ်လာခဲ့တဲ့အချိန်မှာလေအချိန်နေအရရကြောင့်ဆုတ်လာခဲ့တယ်ဆိုပေမဲ့လေကျွန်တော်ဝိုင်းပြီးတော့မှ ပြောကြဆိုကြတယ်ပေါ့နော်နောက်တစ်ခုကဒါ NUG အောက်ကနေထွက်ပြန်တော့လေတခါတခါပြောပြန်တယ်ပေါ့နော်ပြီးတော့နောက်ဒီဘက်မှာဒါဗိုဒါဘောတို့နဲ့တွဲပြီးတော့မှ viewer 32မှာတွဲပြီးတော့မှကျွန်တော်တို့ဥက္ကဋ္ဌတို့အခုအခုဆိုလို့ရှိရင်ဒါဟောလီစခန်းကိုဒါဝိုင်းရပိတ်ဆို့တာတွေပါတယ်ဝိုင်းပြီးတော့မှလုံနေပေမဲ့လေဝိုင်းပြောနေကြတော့မယ်ပေါ့နော်ဟာဒီဘူဘီရက်ကမွေးထတာတို့ DGB ကမွေးထတာတို့အဲ့လိုမျိုးဟိုလူကမွေးထတာဒီလူကမွေးထတာပြီးရင်ဒါဘန်ကောက်သွားတာနဲ့ပတ်သက်ပြီးတော့မှလေဒါဝိုင်းပြီးတော့မှ နာပြောလို့ပေါ့နော်6800မရဘဲနဲ့ကိုဖုံးကိုဖုံးနဲ့ကိုပေနဲ့နော်ကိုကိုရဲ့လျှက်စင်းမီးနဲ့ကိုရဲ့အချိန်လေးကနေပေးပြီးတော့မှလိုက်ပြီးဝေဖန်နေတဲ့လူတွေလည်းရှိတယ်ပေါ့အဲ့တော့ကိုစွဲအနေနဲ့ကဒါဟိုပြောပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါခံယူချက်ကောင်းတဲ့လူတယောက်မလို့ပေါ့နော်မဟုတ်လို့ရှိရင်ဒါဟိုကျွန်တော်တို့ဆိုရင်တော့ဒါပြိုလဲသွားတာကြာပြီလို့တော့ပြောလို့ရတယ်ဗောနော်စိတ်ဓာတ်တွေကြာပြီတော့မှအဲ့တော့နိုင်ငံရေးခံယူချက်ကကိုယ်စွဲနေတဲ့နိုင်ငံရေးစီးရေးခံယူချက်ကဘယ်လိုရှိလဲဆိုတဲ့ဟာလေးနည်းနည်းပြောပြပေးပါဦး အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနိုင်ငံရေးခံယူချက်မပြောခင်မှာကျွန်တော်ရည်စရာလေးတစ်ခုတော့ပြောအောင်အဓိကကျွန်တော်ရဲ့ရုပ်ရည်နဲ့ဆိုင်တာပေါ့သိတာဘာလို့ဆိုတော့ကျွန်တော်တို့ကရုပ်ချောတော့အဲ့လိုတသနာနာအမြဲတမ်းနေတယ်လို့အဲ့လိုမျိုးအဲ့လိုမျိုးထင်ကြတာပေါ့နောက်တစ်ခုကတော်လန်ရေးမှလည်းကျွန်တော်လည်းတော်တော်ချမ်းသာနေပါပြီဟိုအိမ်နေလည်းမနှဲတော့ပါဘူးကားတွေလည်းမနှဲတော့ပါဘူးနိုင်ရည်လည်းမနှဲတော့ပါဘူးတော့နောက်တစ်ခါကျတော့အလင်းဝင်တဲ့အဖွဲတွေလည်းတော်တော်များနေပါပြီ။ဒါကကျွန်တော်ကခဏနေ DKB ရောက်လိုက် BGA ရောက်လိုက်စစ်ကောင်စီကြီးလက်နက်ချလိုက်အဖမ်းခံရလိုက် တေသွားပြီပြောလိုက်ရဲဘော်တွေရောင်းစားတယ်ပြောလိုက်တယ်ဆိုတော့ကျွန်တော်ကတော့ဟိုပြောရအောင်အိန္ဒိယကားထောင်ရှည်လုံးပါတယ်နှစ်ဘောကကလဲစားတွေမဟုတ်15ဘောကလောက်ရောက်နေပြီပေါ့နော်အဲ့တော့ဟိုပြဿနာမရှိပါဘူးဒါကကျွန်တော်ကိုပြောတဲ့ပုံမှာတော့ပြဿနာမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုတော်လည်းလို့ဥအချင်းရဲ့အကြောင်းရင်းခုနကပြောသလိုစီးရီမန်ချန်နိုင်ငံရေးရီမန်ချက်ဆိုတော့အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တက်ဖွဲ့ဝင်နေပေါ့ ဂျက်စစ်ဆိုးကြဆိုတာထက်ပြည်သူကကိုအေးတက်မတော်သားတွေတပ်ဖွဲ့ဝင်တွေအဲဂိုးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်မှာခိုင်မာတဲ့နိုင်ငံသားကိုလုံခြုံမှုကာကွယ်မှုတိုးတက်စေသောဒီပါတဲ့ constitution တစ်ခုခိုင်ခိုင်မာမာပေါ်ပေါက်လာပြီးတော့အဲ့ဒီ constitution ရဲ့အောက်မှာလွတ်လွတ်လပ်လပ်မြတ်မြတ်တတနေရဖို့ကကျွန်တော်တို့ရဲ့ goal ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီ goal ကိုရောက်ဖို့အတွက်ကျွန်တော်တို့က road map ပေါ့ လမ်းပြမြေပုံမျိုးမျိုးနဲ့သွားရတာပေါ့အဲ့တော့အဲ့ဒီလမ်းပြမြေပုံကိုကျွန်တော်တို့ကဟိုအဒါပဲဆိုတဲ့ပုံစံမျိုးတော့သွားလို့မရဘူးကမ္ဘာနိုင်ငံကြီးကဘလို့ရှိတယ်အမြန်မာနိုင်ငံကြီးကဘလို့ရှိတယ်တိုင်းသားတွေကသဘောထားကဘလို့ရှိတယ်ဆိုတာကိုအများနဲ့နားဆွဲနားထောင်ပြီးတော့မှဒေါ်လာရဲ့အစမှာပြောခဲ့တဲ့ B-water ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကပန်းနိုင်ရအောင်စီးစင်းရမယ်ဒါပေမဲ့တိုက်ခိုက်ဖြုတ်ဖြတ်ပြီးစီးစင်းတဲ့နေရာမှာတိုက်ခိုက်ဖြုတ်ဖြတ်ပြီးစီးစင်းမယ်ကိုယ်ဝိုက်စီးစင်းတဲ့နေရာမှာကိုယ်ဝိုက်ပြီးတော့မှစီးစင်းသွားမှဖြစ်တဲ့အကြောင်းကိုကိုယ်လုံးအဲကျွန်တော်တို့ကိုသိပါတယ်ပေါ့ဟုတ် အဲ့ဒါကြောင့်မို့ဘာတွေပဲပြောပြောစိတ်သက်မကြပါဘူးဟာဟုတ်ကဲ့ပါကိုယ်တိုင်ဟုတ်ဒါအခုလို့ပြပြဆုံးဆုံးဖြေချပေးတဲ့အတွက်လည်းဒါကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော် နောက်ဆုံးတစ်ခုမေးချင်တာကတော့ဗောနော်ဒါအာရှလန်ပြန်ဖွင့်ဖို့အတွက်ဘတ်တန်း800ဒေကခွဲတယ်မလို့ရတယ်ဘယ်လိုပြောမလဲဘတ်တန်း800ဒေကခွဲရမ်းတာတကယ်ရခဲ့မယ်ဆိုရင် အခုတက်မှနှစ်တင်တို့လေးလေးတို့ကတော့ကုံသွားတာကြာပြီပေါ့အဲ့တော့ကျွန်တော်ကတော့နောက်ဆုံးအနေနဲ့လူလူကို message ပေးချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့လူငယ်တွေကဒီ2026လာမယ့်2026မှာဒီတောင်ဆန်းစုကြည်ရဲ့မူဝါဒ6ချက်ကိုအခြေခံသောတိုင်းနယ်ပြည်နယ်တန်းတူရှိရေးဆိုတဲ့အပေါ်မှာတော့ချက်တာတွေရေးဆွဲနေကြပြီဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဘယ်မှာကြည့်နိုင်မလဲဆိုရင်ရန်ကုန်လွှတ်တော်မှာအဲစက် မနေ့ကရန်ကုန်လွှတ်တော်မှာရန်ကုန်လွှတ်တော်ဆိုတဲ့ပေမှာဒီရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့သွားနေသွားခြင်းတော့သွားဖို့ဆန္ဒရှိသောချက်တာကိုတင်ထားပါတယ်အဲ့ဒါကိုပြည်သူလူထုအနေနဲ့ဝင်ရောက်ဖက်ပြီးတော့မှအဲအဲ့ဒီအဲ့ဒီရန်ကုန်တိုင်း unit အစိုးရကလည်းရေးထားတဲ့အစိုးရမရှိသေးဘူးပေါ့ဒါ body တော့မရှိသေးဘူး dread တော့ရှိပြီပေါ့နော်အဲ့တော့အဲ့ဒီမှာရေးထားတဲ့ အချက်လက်တွေကိုလူလူတွေအနေနဲ့သွားပြီးတော့မှဖတ်စီခြင်းနဲ့ဘာလဲဆိုတော့ဒါကျွန်တော်တို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့အတွက်ကြောင့်မို့သွားပြီးတော့မှဖတ်စီခြင်းနဲ့သွားပြီးတော့မှလေ့လာစီခြင်းနဲ့သူက body မဟုတ်သေးဘူး drug ပဲရှိသေးတဲ့အတွက်ကြောင့်မို့တက်သည့်နားလေတဲ့ပညာရှင်တွေနဲ့သွားပူပေါင်းပြီးတော့မှရေးဆွဲပြုပြင်ပြောင်းလဲအကြံပြုစီခြင်းနဲ့ပေါ့နော်အဲ့တော့ရန်ကုန်လွတ်တော်ဆိုတဲ့အဲကျွန်တော်တို့ရန်ကုန်တိုင်းလွတ်တော်ပြည်မှာအဲ့ဒီရဲ့ချက်တာတွေကိုတင်ထားတယ် ဒါ ው ဒါဒီကျွန်တော်တို့ရဲ့ road map ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ land နိုင်ငံရေး land ပြမြေပုံ ဖြစ်လာနိုင်တယ်ပေါ့အဲ့တော့ land ပြောက်เสียမလို့ကျွန်တော်တို့ account ထဲပုံမဲ့အရာတွေအဲ့ဒီမှာဟိုကျွန်တော်ကျွန်တော်ပါလို့ပြောတာမဟုတ်ဘူးเนาะအဲ့ဒီမှာအဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေသွားကျင်တဲ့ land ပြမြေပုံအဲ့မှာရေးထားတာရှိတယ်အဲ့မှာသွားပြီးတော့မှဖတ်ကြည့်စီကျင်တယ်ပေါ့ဟုတ်ဟုတ်ဟုတ်အဲ့တော့တချို့တွေကလည်းဒါဟိုလက်ရှိလုပ်နေတဲ့ဖြစ်နေတဲ့ ဖီးရပေါ်မှာမူတည်ပြီးတော့မှဒါတချို့စိတ်တကြတာတွေပါတယ်ရှိတယ်ပေါ့နော်အဲ့တော့ဒါဒါနဲ့ပတ်သက်ပြီးတော့ရောပြည်သူလူထုကိုရောနည်းနည်းထပ်ပြီးတော့မှဘာအပိစကားပေါ့နော်အပိစကားဘာပြောကျင်သေးလဲပေါ့အပိစကားကတော့ကျွန်တော်တို့ကတော့စိတ်တကြတယ်ဆိုတော့လူပင်မန်းတဲ့အခါတော့စိတ်ပင်မန်းတာပေါ့ဒါပေမဲ့လမ်းပြောက်တဲ့အခါစိတ်တကြတာလမ်းပြောက်တဲ့အခါစိတ်တကြတာပေါ့ကိုယ့်နိုင်ငံကြီးဥဆောင်ပြီးတော့မှသွားနေတဲ့အင်အားစုတွေကနိုင်ငံကြီးလမ်းကိုသေချာမပြနိုင်တဲ့အခါဘယ်လမ်းကိုရှောက်ရမှန်းမသိတဲ့ ဒါစိတ်တက်ကြစရာတွေဖြစ်တာပေါ့ကျွန်တော်တို့လည်းကြပါတယ်ဒါစိတ်တက်ကြတာကြလို့ရတယ်သို့တော်လည်းပဲဒီ2026မှာတော့ခိုင်မာတဲ့နိုင်ငံရေးမူဝါဒတွေနဲ့အကောင့်ထဲပေါ်ရမယ့်နိုင်ငံရေးလမ်းစဉ်တွေရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့ခုနပြောသလိုဒီရန်ကုန်တိုင်းလွတ်တော်ပြေမှာရေးဆွဲထားတဲ့ဟာကိုသွားဖက်ကြည့်လိုက်တဲ့အခါဟိုကိုဘယ်လန်းကိုရှောက်ရမလဲဘာတွေပြုပြင်ရမလဲဘာတွေတိဆောက်ရမလဲဆိုတော့တိသွားတဲ့အခါဟိုဘေးကိုမကြည့်အားတော့ဘူးပေါ့နော်ကိုလန်ကိုတက်တက်ဖြောက်ဖြောက်ရှောက်သွားလိမ့်မယ်အဲ့ဒါခါစိတ်တက်ကြတာတွေပါရင်လည်းမရှိတော့ဘူးဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျာဟုတ် ဟုတ်ကဲ့ပါကိုသေးဟုတ်အခုဆိုလို့ရှိရင်ဒါကိုစွဲဘန်ကောက်ရောက်နေပြီးတို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ထွက်ပြေးသွားပြီးတို့เนาะပြီးလို့ရှိရင်ဘယ်လိုမျိုးတွေပတ်စံတွေကိုဘယ်လိုဟွာဖြစ်တယ်တို့အိမ်တွေဘယ်လိုဝယ်တယ်တို့ဆိုတဲ့ဟာတွေဝိုင်းပြီးတော့မှဒါကိုလူချင်းချင်းပေါ့เนาะကိုလူချင်းချင်းဒါ6800မရဘဲနဲ့ကိုလူချင်းချင်းဝိုင်းပြီးတော့မှဒါ ထိုးနဲ့နေတဲ့ဟာတွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့မှဒါဒီနေ့ကိုဇွဲကိုကျွန်တော် interview ရင်းနေပေါ့နော်ဒါတွေကျွန်တော်တို့ချင်းချင်းကတော့တည်တယ်သူဘယ်မှာရှိနေလဲဘာတွေလုပ်နေလဲဆိုတဲ့ဟာပေါ့နော်ပြီးတော့ကျွန်တော်တို့ကင်းပီနယ်ကနေပြီးတော့မှ PDF တွေထွက်သွားတင်လားထွက်မသွားတင်ဘူးလားဆိုတဲ့ဟာလဲဝိုင်းပြီးတော့မှထွက်သွားတင်တယ်လို့ဝိုင်းပြောနေကြတဲ့ဟာပေါ်မှာလဲဒါကျွန်တော်တို့ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ဒါ Justice ရဲ့တပ်ဖွဲ့မှုပြောပြတဲ့ဒါသူတို့ရဲ့ခံယူချက်တွေစိတ်ဓာတ်တွေကိုလဲဒါပြည်သူလူထုအနေနဲ့ဒါနားထောင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ ဘယ်လိုမျိုးစိတ်ဓာတ်တွေနဲ့ဒါ justice ဆိုကြတာဘယ်လိုမျိုးတိုက်ခိုက်နေတယ်ဘယ်လိုမျိုးအလုပ်တွေလုပ်နေတယ်ဆိုတဲ့ဟာကိုလည်းဒါတက်ဖွဲ့မှုပြောပြချက်ရတော့ဒါပုံမှန်လင်းလင်းသိရှိပြီးဖြစ်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောကြရင်လည်းဒါကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းကိုတော့ဒီမှာပဲညီကုန်းချုပ်ပါတယ်ပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်โอเคပါ